ဖွားနေရအသက်80နှစ်ရှိပြီဖြစ်တဲ့အမေကိုတယောက်ပါပေါ်ကလေးထိုးရောင်းရင်နေမျိုးလေးမှာပဲဘွားကိုအေးဆေးဆေးဖြတ်တန်းနေသူပါတကယ်မှာတော့အင်ကားနေထွက်သွားတဲ့သမီးဖြစ်သူရဲ့ကလေးနှစ်ယောက်ရောက်လာပါတယ်ဝိုင်းစင်လေးကအပြိုဝဝင်စကောင်မလေးတယောက်ဖြစ်ပြီးပူတူးလေးကတော့မွေးကင်းစကလေးလေးပါဖွားနေကဝိုင်းစင်ရဲ့လက်မှာပိုက်ထားတဲ့အထုပ်ကိုဆဲယူပါတယ်အထုပ်ကမြေကြီးပေါ်ကိုကြာသွားခဲ့ပြီးအထက်ကအယိုးပြာကိုလေးကြာကွဲသွားတယ်ဖွားနေကသူသမီးတည်ပြီဆိုတာကိုတည်ပြီးစိတ်မကောင်းဖြစ်သွားပါတယ်ဝိုင်းစင်လေးကအကြောင်းစားတဲ့ရတယ်အတန်းပေါ်ကောင်လေးဖိုးဝါကတော့ဝိုင်းစင်ကိုသဘောတည်ကြားနေခဲ့ပေမဲ့ဖိုးဝါကဝိုင်းစင်ကိုသဘောကြား ကိုဘုတ်ဆုံကမနာလိုဖြစ်နေပါရင်ကျောင်းစင်တော်ဘုတ်ဆုံတို့အဖွဲ့ကဝိုင်းစင်ကိုရန်စားကြတယ်ဝိုင်းစင်ကဘုတ်ဆုံကိုခေါင်းနဲ့တစ်ချက်ချလိုက်တဲ့ဘုတ်ဆုံလဲကျသွားပြီးအောင်ကုန်နေတယ်ပတ်စံမရှိတဲ့ဘွားနေတယောက်ကလေးထိုင်ပါအတွက်ကြံရပါတော့နေမိဘွားနေအောင်ကုန်တိုင်းကိုသွားပြီးအကြံဖန်လုံးကြတယ်ညကညီမလေးကိုချောသိမ့်နေရတာကြောင့်ဝိုင်းစင်တယောက်စာသင်ခန်းမှာအိပ်ပျော်သွားတယ်တကယ်မှာတော့မိသားလက်ဆောင်ပေးတဲ့ကလေးသေးကန်လေးကိုခွာယူနေတဲ့ဝိုင်းစင်ကိုလူမိသွားပါတယ်ဘွားနေကတာဝန်ရှိသူတွေကိုကုန်းယုံပြီးတောင်းပန်ပါတယ်ကျောင်းထက်တော့သူမရဲ့ကိစ္စကိုသိနေတဲ့ဘုတ်ဆုံကိုပါဇက်ပိတ်ဖို့အပေးယူလုပ်ပါတယ်အပေးယူကတော့ဖိုးအားနဲ့ဒေဘေး ဖို့ပါဖိုးအားတယောက်ဝိုင်းစင်ကိုညီတောင်းလာကြောင်းသဘောမကျတဲ့ဖိုးစုံနဲ့ရှောက်လေရပါတယ်ဝိုင်းစင်ကကျောင်းဆင်းလာတဲ့အဖွားကိုသွားကူပါရင်ကျောင်းမှာလည်းအားကစားဝိစုံမဝယ်နိုင်တာကြောင့်အခန်းမှာပဲနေခဲ့တယ်တကယ်ချင်းရဲ့ပတ်စံအေးကိုခိုးလို့ဆိုပြီးတော့လည်းဆွဆဲခံရပါသေးတယ်ဖိုးကကကိုညီလိုက်တာကြောင့်အဆင်ပြေသွားကြတယ်ဖွားနေတဲ့တီမီကပြန်သွားတာကြောင့်မင်းဖွားနေအောင်ကစားနေတစ်ခုကိုစောင်းကြတယ်စောင်းနေရင်လည်းဝိုင်းစင်ကသူမမှာလှုပ်ဝဲချက်တစ်ခုကိုပြောမိသွားတယ်သူမကဖွားနေရဲ့မြင်းရင်မဟုတ်ဘူးဆိုတာပါဖွားနေကလည်းတီမီသားဖြစ်လို့စိတ်မကောင်းမဖြစ်ဖို့ပြောတယ်ပိုတူးလေးကိုညီမရင်းတယောက်လိုမျိုးဂရုစိုက်ပေးလို့ကျေးဇူးတင်နေတယ်ပိုတူးလေးကိုအခမဲ့ကာကွယ် ွယ်ဆေးသွားထိုးကြတယ်ဒေါ်နာပြုနဲ့စကားပြောနေတုန်းမှာကလေးတယောက်ဆိုဘပေါ်ပြုတ်ကျသွားတယ်ကျသွားတဲ့ကလေးကပူတူးလေးဖြစ်နေပြီဖွားနေကဘသူကလေးမှမသိကောက်ချီထားတယ်ဖွားနေကတငယ်ပြန်ယောဂါကိုစားပြီးခံစားနေရပါပြီဆရာဝန်ကကလေးကိုကြည့်တဲ့အချိန်မှာယောဂါဆိုတခုရှိနေပါတယ်ဆေးရုံရဲ့ချင်းညာချက်တခုကြောင့်တငယ်ပြန်ပြီးလမ်းလျှောက်နေတဲ့အဖွားကိုဝိုင်းစိန်ကအပြေးသွားခေါ်ရပါသေးတယ်ဖွားနေကသူ့ကိုတငယ်ပြန်နေတယ်လို့ပြောတဲ့အဖွားကြီးတွေနဲ့လည်းရန်ဖြစ်လိုက်ပါသေးတယ်ညရောက်တော့ဖွားနေကဝိုင်းစိန်ကိုသူ့ရဲ့ယောဂါကြောင့်အတူမနေတော့ဘူးပြောတယ်ဝိုင်းစိန်ကလည်းနေအောင်စလုံးကိုစောင်းရှောက်မယ်လို့ပြန်អော်လိုက်တယ်ဝိုင်းစိန်ကចောင်းမတက်ခင်မှာကလေး ချိန်ပေးတယ်။ကျောင်းတက်တော့ဖွားနေနဲ့ထားခဲ့ရတယ်။ကျောင်းဆင်းတော့ဖွားနေဈေးရောက်နေကြနေရကိုသွားပေမဲ့ဘသူမှရှိမနေဘူး။ပူတူလေးကဒင်အားရသွားတာကြောင့်ဆေးရုံကိုခေါ်သွားရတယ်။လင်မယားနှစ်ယောက်ကလည်းပူတူလေးယောဂါကိုကြည်ပြီးဆင်မကောင်းဖြစ်ကြတယ်။သူတို့ရဲ့ကလေးကလည်းလွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကပျောက်သွားခဲ့တယ်။ဒါကြောင့်သူတို့ကလည်းပူတူလေးကိုကြည်ပြီးမွေးစားချင်နေကြတယ်။ဖွားနေရဲ့တတိမင်းမှုကအတော်လေးကိုဆူလာပါတယ်။ပူတူလေးကမီးလောင်ဒင်အားရလို့ဆေးရုံသွားရတယ်။ဖိုးဝါနဲ့ဘုံစုံကိုကလေးခဏကြည်ခိုင်းခဲ့ပြီးသူမအဖွားစီပြေးလာရှာတယ်။ဖွားနေကသူမကိုသူမစိတ်ပြတ်နေရှာတယ်။ဥဝတုကလည်းဖွားနေကိုကူညီရှာတယ်။ထမင်းဝိုင်းမှာဖွားနေဥဝတု ချုပ်ကပူတူးလေးကိုဆရာဝန်စီမှာပေးမွေးစားမယ်လို့ပြောပြတယ်။ကလေးရဲ့ယောဂါကကိုရင်ပတ်စံကုံမမို့ဖွားနေတို့ကလည်းမတတ်နိုင်ရှာဘူးဖြစ်ပါတယ်။ဆင်းရုံရောက်တော့သူနာပြုမလေးတွေကပူတူးလေးနဲ့ပတ်သက်ပြီးတီးတိုးပြောကြတယ်။ဖွားနေကကလေးတွေအတွက်ထမင်းဘူးထုတ်ဖို့ပြင်နေတယ်။ပြင်နေတော့မှတငယ်နာကြောင့်သတိမေ့သွားခဲ့ပြီးထမင်းတွေအကုန်စားပြီးအိပ်ပျော်သွားတယ်။သူမနိုးလာတဲ့အချိန်မှာဘာမှမထင်ရသေးတဲ့ထမင်းဘူးကိုကြည့်ပြီးစိတ်တူဝမ်းနေလို့နေတယ် ဝိုင်းစင်ကလည်းဆရာဝင်ကိုပူတူးလေးကိုတေချာကူးဆိုင်ပေးဖို့ပြောတယ်။သူမရဲ့ညီမလေးကိုပေးလိုက်ရတော့မှမလို့လေဝမ်းထင်နေရှာတယ်။ဖွားနီကလည်းသူမရဲ့ယောဂအကြောင်းဝိုင်းစင်ကိုထိခိုက်မှဆိုရင်သူမရဲ့မနေခိုင်းတော့ပဲထွက်သွားခိုင်းနေ။ဤဖွားနီရောက်ရန်ဖြစ်ကြတယ်။ဝိုင်းစင်ကထမသားတာအကြောင်းဖွားနီကထွက်သွားဖို့ပြင်နေ။ဝိုင်းစင်ကိုလည်းဆရာဝင်လေးများကမွေးစားလိုက်ကြတယ်။ဘိုးဘွားစင်သားရောက်နေတဲ့ဖွားနီကိုဝိုင်းစင်ကသွားတွေ့တယ်။ဖွားနီကနေရာမှာမရှိအကြောင်းရှာလိုက်ရပါသေးတယ်။ဝိုင်းစင်ကတွေ့သွားပေမဲ့ဖွားနီကတော့မမှတ်မိရှာတော့ဘူး။ငိုနေတဲ့ဝိုင်းစင်ကိုတော့နှစ်သိပ်ပေးလိုက်ပါသေးတယ်။ဝိုင်းစင်ကသူမဖွားကိုမြင်ပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူမဖွားမသေးခင်အထိ ြုစုစောင့်ရှောက်ဖို့ပါအရင်အိမ်လေးကိုပြန်ခေါ်သွားပြီးဖွားနေမသေးခင်အထိဘေးနားမှာရှိပေးနေခဲ့တဲ့ပရိသတ်ကြီးတွေထဲမှာအဖွားကိုလွမ်းနေတဲ့သူတွေရှိရင်ဒီဇာတ်လမ်းလေးကတခုခုတော့ခန်းစားရစေမှာပါဝိုင်းစိန်လေးရဲ့အဖွားပေါ်မရောတဲ့အခြေတွေကလည်းချီးကျူးစရာပါအဆုံးအထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ Looking at this beanie like